မေရိကန်သမ္မတဒေါ်နယ်ထရန့်ကရှင်းရှင်းလင်းလင်းသဘောတူညီရင်တောင်းအစ္စရေးကအီရန်ရဲ့နျူကလ িয়ার စေုံတွေကိုစစ်ဆေးစစ်ရေးအရရည်ယူဖို့တက်ကြွစွာဆင်ဆန်းနေပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နာတန်ယာဟုကအီရန်ဒီနျူကလ িয়ার လက်နက်မရရှိတော့ရန်ဆုံးဖြတ်ထားစေဖြစ်သည့်အစပိုင်းတွင်အစ္စရေးဒီဖြစ်နိုင်ခြေရှိသောတိုက်ခိုက်မှုများကိုလုံဆောင်ရန်အမေရိကန်ထံမှခံမာသောအထောက်အပံ့ကိုရယူခဲ့သည်။ သို့သောယခုခါတွင်အစ္စရေးဒီအမေရိကန်ထံမှအကူအညီအနိုင်ငံသားလိုအပ်သည့်အသေးစားစစ်ဆင်ရေးများကိုလှုပ်ဆောင်ရန်စဉ်းစားနေပါသည်အဆိုပါစစ်ဆင်ရေးများတွင်အီရန်၏နျူကလ িয়ার အစဉ်ကိုနှုတ်ခွေနေကွေးစေရန်ကြိုးပမ်းသည့်လေကြောင်းတိုက်ခတ်မှုဒါမှမဟုတ်ကွန်ဒိုကွန်မန်ဒိုမစ်ရှင်များပါဝင်နိုင်သည်ယခုလအဆိုပါတွင်အီရန်တမန်တော်ထရန်နေဆွေးနွေးမှုမစတင်မီအစ္စရေးဒီအီရန်၏ နျူကလ িয়ার နေရာများကိုအကြီးစားတိုက်ခိုက်ရန်အစဉ်နှင့်ဖြစ်နေပြီဟုတရင်များကဆိုသည်တိုက်ခိုက်မှု၏ရွေချက်မှာအီရန်၏နျူကလ িয়ার တိုးတက်မှုကိုအ ਨੇ ဆုံးတစ်နှစ်နောက်နေစရန်ဖြစ်သည်အီရန်၏ဒုံးကျည်လှုပ်ဆောင်ချက်ကြောင့်အစ္စရေးလ်အီရန်၏နျူကလ িয়ার ဆေးဦးများကိုတိုက်ခိုက်သင့်သည်ဟုယခင်ကထရန့်ကပြောကြားခဲ့တော်လည်းယခုအခါချက်ချင်းစွလိုစစ်စစ်စစ်ရေးရတိုက်ခိုက်မှုကိုထောက်ခံရန်ခြေုံချတုံဖြစ်နေသည်ယင်းအစားထရန့်နှင့်၎င်း၏အဆိုရသည်ယခုအခါအီရန်နှင့်တန်တမာရေးရဆွေးနွေးမှုများ မတဆင်အဆိုပါပြဿနာကိုဖြေရှင်းရန်ကြိုးစားနေပါသည်၎င်းတို့၏စီမံချက်မှာအီရန်၏နျူကလ িয়ার အစီအစဉ်မိခဲ့သောတိုးတက်လာသည့်နေပတ်သက်၍ကြီးထွားလာနေသောဆိုရင်ပုံမှန်များကိုကင်တွယ်ရန်ဖြစ်သည်အမေရိကန်နှင့်အီရန်နျူကလ িয়ার မြင့်နိုင်မှုဒုတိယကြော့ဂျော်မာမျိုးတွင်ပြုလုပ်မည်ဖြစ်သည်ပထမအကြိမ်ဆွေနေပွဲကိုအိုမန်နိုင်ငံမတ်စကတ်တွင်ပြုလုပ်ခဲ့သည့်ဆိုပါဆွေနေပွဲများသည့်အနောက်နိုင်ငံအများပြားကစိုးရိမ်နေသည့်အီရန်၏နျူကလ িয়ার တိုးတက်မှုနှင့်ပတ်သက်၍စိုးရိမ်မှုများကိုဖြေရှင်းရန်ကြိုးပမ်းနေကြသည်အီရန်၏ လင်းမြန်သောနျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်၍နောက်ထပ်ဆွေးနွေးမှုများပြုလုပ်ရန်အတွက်အီရန်နှင့်အမေရိကန်တို့သည်ရောမမျိုးတွင်စနေနေ့တွင်ထပ်မံတွေ့ဆုံရန်စီစဉ်ထားသည်အဆိုပါဆွေးနွေးပွဲသည်နှစ်ဖက်နဲ့ချင်းဆိုင်တွေ့ဆုံခဲ့သည့်အီအိုမန်တွင်ဖရောက်ဆုံတွေ့ဆုံမှုအပြီးတွင်ထွက်ပေါ်လာခြင်းဖြစ်သည်တမရထွန်းဒီ၎င်း၏အမြင့်ဆုံးဖိအားမူဝါဒ၏တစိ့တစ်ပိုင်းအနေဖြင့်အီရန်ပေါ်ပိတ်ဆို့အရေးယူမှုအတိတ်တွေကိုလည်းထက်သွင်းခဲ့သည် သူဒီအီရန်ပေါ်စီအင်အတုံးနိုင်ချေနဲ့ပတ်သက်၍မကြကနာဆွေးနွေးလေးရှိတော်လဲသဘောတူညီချက်အသည့်တစ်ခုရရှိရန်မျှော်လင့်နေဆဲဖြစ်သည်မြန်မာပြည်မိကသူဒီအီရန်၏ဆစ်ဆတ်ညီနိုင်ရေးကိုအားပေးရန်မျှော်လင့်သည့်အီရန်၏အသက်85နှစ်ရှိသောအဓိပတိခေါင်းဆောင်အယာတူလာအလက်အလာခမီနီထန်စာရဆောင်ရေးသားခဲ့သည်ခမီနီကအီရန်ကိုတိုက်ခိုက်ပါက ပြန်လည်တိုက်ခတ်မည်ဟုတတိပေးခဲ့သည်ထရန်ကမလာဂိုင်းနီကခမီနီထန် စာရဆောင်ပေးပို့ခဲ့ပါတယ်။နောက်နေ့တွင်၎င်းအကြောင်းကို TV တွင်ပြောခဲ့သည်။မင်းတို့ညီနိုင်ရလိမ့်မယ်။ဒါမှမဟုတ်ငါတို့စီရရရေးယူရင်ကြောက်စရာကောင်းတဲ့ကိစ္စဖြစ်လာလိမ့်မယ်လို့ TV မှာရေးထားခဲ့ပါတယ်။အေဖီတော်တို့ပြောင်းရောင်းကြတဲ့အခါ trend စစ်စာညီနိုင်မှုတွေပြုလုပ်ရန်တွန်းအားပေးခဲ့သည်။ဒီချိန်ထက်မှာပင်၎င်းကပိတ်ဆို့အရေးယူမှုများတိုးမြင့်လာပြီးအမေရိကန်တို့မှအစ္စရေးဒီအီရန်နျူကလ িয়ার တွေကိုထိမှန်နိုင်သည့်အခွင့်အလမ်းကိုပေါ်ပြခဲ့ပြီး ၎င်း၏ပထမတက်တန်းအတွင်ထရန်ဒီဒေါ်လာနှင့်တွဲဆုံခဲ့သည့်ကမ္ဘာနီတန်တို့လည်းစားစောင်းပြပုတ်ခဲ့သည်တိုးတော်လည်းအလားတူကကာလာတွင်မြောက်ကိုရီးယားခေါင်းဆောင်ကင်အုံဂျူထန်ပြပုတ်သောစာများသည့်မြောက်ကိုရီးယား၏နျူကလ িয়ার လက်နက်နှင့်ဒုံးကျည်များကိုရပ်တန့်ရန်သဘောတူညီမှုမရရှိခေါ်လည်းလူချင်းတွဲဆုံမှုများပြုလုပ်ခဲ့သည်ပထမအခြေစွန်းမှုကိုအာရေဗျကျွန်းဆွေအရှိတ်ဘက်ကန်ချီအိုမန်နိုင်ငံကအရှင်ဖြစ်လက်ခံကျင်းပခဲ့သည် အီရန်နိုင်ငံရဲ့ဝန်ကြီးအဘတ်အလာချီနဲ့အမေရိကန်အစစ်လက်ပံအထူးတပ်တမန်စတီဗ်ဝစ်တော့ဖ်တို့သည်ပြီးခဲ့သည့်ဒိုင်းဘာကဒိုနီယာတွင်လူကိုယ်တိုင်တွေ့ဆုံခဲ့ကြသည်တရက်စကားပြောပြီးနောက်အမြန်ပြန်ဆုံရန်သဘောတူလိုက်ကြသည်စီဝေပြီးဝစ်တော့ဖ်တီဗီနဲ့ပေါ်လာပြီးအီရန်အားယူရေနီယံ3.69ရာခိုင်နှုန်းအထိတန့်ရှင်းခွင့်ပြုချင်သည်နောက်ဖက်သဘောတူညီသည့်အရာဖြစ်နိုင်သည်ဟုပြောကြားခဲ့သည်ဒါပေမဲ့တမန်တော်ဟောင်းအိုဘားမားလက်မှတ်ရည်ထိုးခဲ့သည့်2015နျူကလ িয়ার သဘောတူညီချက်မှာ ခွင့်ပြုခဲ့ခဲ့တာအတိအကျဖြစ်ပြီးနောက်ပိုင်းမှာထရန့်ကဒိုတဘောတူညီချက်မှ note track ခဲ့သည်မကြာမီတွင် with of the trend တဘောတူညီချက်ဟုမကြာခဏရင်းနှီးလျက်ရှိသည့် trend e ဥဆောင်မှုအောက်တွင်ပြုလုပ်သောတဘောတူညီချက်မှသာလျှင်တဘောတူညီချက်အစစ်အမှန်ဖြစ်ကြောင်းရှင်းရှင်းလင်းလင်းဖြည့်စင်ရန်နောက်ထပ်ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့သည်အမေရိကန်သည်စစ်ဆန်ညှိနှိုင်းမှုမှအမှန်တကယ်လူချင်းတီနှင့်ပတ်သက်၍ဆွေးရုပ်ထွေးသော မက်ဆေ့များတင်းများပေးနေသည်ဟုအီရန်ရရှိများကမှတ်ချက်ပေးထားသည်။အီရန်၏၎င်း၏အမေနျူကလ িয়ার အစီအစဉ်သည်ငိန်ချန်ရေတော်ကြီးရဲ့ချက်အတွက်သာဖြစ်သည်ဟုအမြဲတမ်းပြောခဲ့သည်။သို့သောမကြသည်မီက၎င်း၏တောင်းဆိုသူများက၎င်းတို့သည်နျူလက်နက်တိဆောက်ရန်ချိန်ဆမှုများထပ်မံပြုလုပ်လက်ရှိသည်။ယခုအခါအီရန်သည်လက်နက်များအတွက်လိုအပ်သည့်တပ်ဆင်မှု60ရာခိုင်နှုန်းနီးပါးအထိယူရေနီယံကိုဖြစ်တင်နေပြီဖြစ်သည်။ နျူကလ িয়ার လက်နက်မရှိတော့အခြားနိုင်ငံတစ်ခုမှဤကဲ့သို့မလုပ်ပါ2015 new to သဘောတူညီချက်အရအီရန်၏ယူရိုနီယံ3.69ရာခိုင်နှုန်းသာကျော်ဝပြီး300ကီလိုဂရမ်အထိတိုးလောင်ထားနိုင်ခဲ့သည်ဒါပေမဲ့နိုင်ငံကအနုမျိုးစွိုင်းအေဂျင်စီရဲ့နောက်ဆုံးအစီရင်ခံစာအရအီရန်၏7,294ဒသမ4ကီလိုဂရမ်ရှိပြီးအချို့က60ရာခိုင်နှုန်းအထိကျော်ဝတယ်လို့ဆိုပါတယ်။အီရန်၏နျူကလ িয়ার လက်နက် မတိဆောက်သေးဟုအမေရိကန်ထောက်လှမ်းရင်းကယုံကြည်နေသည့်ဒါပေမဲ့အီရန်ကအဲ့ဒီလိုလုပ်ဖို့ဆုံးဖြတ်ထားရင်အဲ့ဒါကိုတိဆောက်ရမှာအကူအညီထောက်ခုဖြစ်စေမဲ့အရာတွေကိုလုပ်နေပါတယ်အီရန်ထိတ်တန့်အကြံပေးပုဂ္ဂိုလ်အာလီလာရီဂျန်နီကအီရန်ဒီနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်စွမ်းရှိကြောင်းတီဗီတွင်ပြောကြားခဲ့တော်လဲယခုအခါတွင်ထို့လို့လှုံ့ဆော်ခြင်းမရှိသေးပေ နိုင်ငံတကာအမှုမျိုးစွမ်းအင်အေဂျင်စီကအီရန်ကိုစစ်ဆေးဖို့အဆင်ပြေတယ်လို့စစ်ဆေးခံဖို့အဆင်ပြေတယ်လို့သူတို့ကပြောပါတယ်ဒါပေမဲ့ဒီကိစ္စအတွက်အမေရိကန်တမမို့အစ္စရေးကအီရန်ကိုတိုက်ခိုက်မယ်ဆိုရင်အီရန်ကသူ့ကိုယ်သူကကွယ်ရမှာဖြစ်လို့ဒီဆောင်မှုတွေစတင်ရတော့မှာဖြစ်လို့တတိပေးပါတယ်အီရန်နဲ့အမေရိကန်ကြားဆက်ဆံရေးကဘာကြောင့်ဒီလောက်ဆိုးဝါးနေရတာလဲထောက်ကူအခွန်ဆက်ကူအစ္စလမ် တော်လန်ရေးမတိုင်မီကအီရန်ဒီအစစ်အလက်ပိုင်းတွင်အမေရိကန်၏ယင်းနီဆုံးမဟာမိတ်ဖြစ်ခဲ့မှုပါသည်ထို့ချင်းကအီရန်ဘုရင်ရှာမိုဟာမက်ရီဇာပါလာဗီဒီအမေရိကန်စစ်လက်နက်များကိုဝယ်ယူခဲ့ပြီးဆိုဗီယက်ယူနိုက်တက်ကိုတရှုလုံရန်အီရန်တွင် CIA ဌာနဖွင့်လှစ်ခဲ့ခဲ့ပါသည်1953ခုနှစ်တွင် CIA သည်ရုရှားဘုရင်အားအနာပူပေးခဲ့သောအီရန်နှင့်အနာသိမ်းရန်အကူအညီပေးခဲ့ပါသည် တိုးတော်ခုနှစ်ဇန်နဝါရီလတွင်ကင်ဆာရောဂါရှိသောရှားဘီယင်သည်သူကိုစန့်ကျင်သည့်ကြီးမားသောစနပြပွဲများအပြည့်တွင်အီရန်မှထွက်ခွာသွားခဲ့သည် Grand Ayatollah Rouhollah Khamenei ဦးဆောင်သောအစ္စလာမ်တော်လှန်ရေးကဏ္ဍတွင်ဗလာရေးအစိုးရကိုတည်ထောင်ခဲ့သည်အဲ့ဒီနေ့နောက်ပိုင်းမှာအီရန်တက္ကသိုလ်ကျောင်းသားတွေကတီဟီယန်မှာဖြစ်တဲ့အမေရိကန်တန်ယုံကိုဝင်စီးခဲ့ကြပါတယ်။သူတို့ဒီရှားဘီယင်အားအီရန်တို့ပြန်ပို့ရန်အမေရိကန်ကိုတောင်းဆိုခဲ့ပြီးယင်းဒီ 444ရက်ကြာဒသကံကြတဲ့ကိုစတင်ခဲ့ပြီးအီရန်နဲ့အမေရိကန်ကြားတပ်သမားဆက်ဆံရေးဖြတ်တောက်ခဲ့ပြီး1980လွန်နှစ်များတွင်အီရန်အီရတ်ရှစ်ပွဲအတွင်းအမေရိကန်ကဆက်လက်စာဒဟူစိန်ကို ထောက်ခံခဲ့ပြီးပြည်ပခအတွင်းအမေရိကန်ကလည်းအီရန်ရေတောက်ကိုတရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင်အမေရိကန်နဲ့အီရန်ခီးတဲ့လေရင်ကိုစစ်ချက်လေရင်ဟုထင်မှတ်ကမတော်စပြစ်ချခဲ့ပြီး ထိုချိန်မှစ၍အီရန်နှင့်အမေရိကန်ကြားဆက်ဆံရေးသည်အပြန်ပြန်အလန့်လန့်ဖြစ်ပြီးတခါတည်းနဲ့ရလိုမှုနဲ့တခါတည်းတော်တော်များများရရဖောက်ပြန်သွားကြတာပြီအီရန်ဒီကမ္ဘာအင်အားကြီးနိုင်ငံများနဲ့နျူကလ িয়ার တဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည့်2015ခုနှစ်တွင်ပုံမကောင်းမောင်းလာခဲ့ပါသည်သို့သောထရန်ဒီအဆိုပါတဘောတူညီချမအမေရိကန်ကိုနှုတ်ထွက်ခဲ့ပြီးတင်းမာမှုများထမှန်မြင့်တက်လာခဲ့သည်တည်တည်ကြကြစီဇန်ထားသောစီးရီးတိုက်ခတ်မှုမျိုးတွင် အီရန်၏နျူကလ িয়ার အစီအစဉ်ကိုအချိန်တိုအတွင်းနှောင့်နှေးစေနိုင်သောကြောင့်စစ်ပဆိုင်ရာကျွမ်းကျင်သူများကပြောကြားခဲ့သည့်ထို့အပြင်အဆိုပါလောက်ရသည့်ဒေတာတွင်တင်းမောင်းမှုများတိုးမြင့်လာကတန်တမာရေးရရပံ့ပိုးပေးသည့်အခြားနိုင်ငံများကိုစိတ်ပျက်စေနိုင်သည်အစ္စရေးကတိုက်ခိုက်ပါကပြင်းပြင်းထန်ထန်တိုးပြမည်ဟုအီရန်ကတတိပေးထားသည်ဒီအချိန်နှင့်တွင်ဆက်ဖြစ်နေသောကြောင့်အစ္စရေးအနေနဲ့နိုင်ငံတကာမှဒါမှမဟုတ်နိုင်ငံရေးရပြဿနာမဖြစ်စေဘဲတယောက်တည်းဘယ်လိုကာကွယ်ရမလဲဆိုတာကိုဆုံးဖြတ်ရပါမှာဖြစ်တယ်